အရှိတောင်အာရှကရွှေမြော်ခင်လှပတဲ့တိုင်းပြည်တစ်ခုမှာကျွန်တော်တို့နေထိုင်ကြပါတယ်။ကျွန်တော်တို့တိုင်းပြည်ကအထိုက်လျောက်ကျယ်ဝန်းပေမဲ့ကျွန်တော်တို့ရဲ့လူရပိုင်ခွင့်တွေကကျင်းတယ်လို့ရန်သူလက်ချက်နဲ့ကြာဆုံးခဲ့သူ ကပြဆရာကေဆောင်ဝင်းကပြောမှုပါတယ်။တီနွေဦးတော်လန်ရေးဆိုတာမတရားအာဏာသိမ်းပိုက်ထားတဲ့ပြည်သူရန်သူစေအုပ်စုကိုလူငယ်ပေါင်းများစွာအသက်ဆုံးပြီးတိုက်ပွဲဝင်ရင်း လူရပိုင်ခွင့်တွေကျယ်ဝန်းလာအောင်ကြိုးစားနေကြပါတယ်။တစ်ဖက်မှာလည်းအာဏာရှင်တွေကသူတို့နေရာတည်မြဲအောင် အကြောက်အကန့်ကြိုးစားရင်းလူမဆန်ဆုံးနှီးလန်းတွေနဲ့ပြည်သူကိုအကြမ်းဖက်ရက်ဆက်တပ်ဖြတ်နေရင်းတံပြန်တော်လန်ရေးလုပ်ရက်တွေကိုလှုပ်ဆောင်နေကြပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ရက်ဆက်ရုံမှမှုတွေထဲမှာအာနာကိုတရားမဝင်ရနေတဲ့အခြေအနေကနေတရားဝင်ရအောင် လုပ်ယူဖို့ကြိုးပမ်းနေတဲ့အခြေအနေတရားလဲပါဝင်နေပါတယ် ဒါကတော့အတုအယောင်ရွေးကောက်ပွဲတရက်ကျင်းပပြီးပြည်သူနဲ့နိုင်ငံတကာကိုလက်စားလိန်ညာဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ရွေးကောက်ပွဲလှုပ်ဖို့စေအောင်စုဘက်ကပြင်ဆင်ရမှာသူတို့ရဲ့အမကန်ပါတီဖြစ်တဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကိုဗဟုပြုပြီးစဉ်းစားထားတဲ့ပါလီမန်ကင်းကျင်းကို ပုံဖော်ဖို့ရည်ရွယ်ထားပါတယ်။ဒါပေမဲ့အတုအယောင်အတိုက်ခံတွေအဖြစ်ဇက်သွင်းထားတဲ့အချောင်သမားပါတီတွေလည်းပါဝင်လာအောင် ဖီအာလို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်ရွေးကောက်ပွဲနီလန်းကိုတုံးဖို့စေအုပ်စုကစဉ်းစားထားပါတယ်စေအုပ်စုကိုတပီလောင်းအတိုင်းတာနဲ့စန့်ကျင်တဲ့သူတွေအများများပါတယ်။လက်နက်ကင်စန့်ကျင်တဲ့သူတွေရောလက်နက်မဲ့စန့်ကျင်တဲ့သူတွေပါရှိနေကြပါတယ်။စေအုပ်စုရဲ့လောက်ရမှန်သမျှကိုစန့်ကျင်ုံတင်မကသူတို့ဘက်ကတင်ပြလာတဲ့နိုင်ငံရေးအာဂျန်တာအားလုံးကိုလည်းစန့်ကျင်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့်အတူရောင်ရွေးကောက်ပွဲမှာပါဝင်ဖို့အားကဲထားတဲ့အချောင်သမားပါတီတွေဟာရွေးကောက်ပွဲမလုပ်ဖြစ်မှာသို့မဟုတ်ရွေးကောက်ပွဲပြတ်သွားမှာကို အလွန်မဲစိုးရိမ်ပူပန်နေကြပါတယ်။ဒါကိုကြည်ချင်းအဖြစ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအကန့်အသတ်တွေနဲ့စိန်ခေါ်မှုတွေအများကြီးရှိနေတယ်ဆိုတာအထင်ရှားသိသာနေပါတယ်။စစ်ကောင်စီရွေးကောက်ပွဲအတွက်အဓိကစိန်ခေါ်ချက်က တက်တွင်းတက်ပြင်း200စလုံးကလာတာဖြစ်ပါတယ်။စစ်တပ်ရဲ့တိုက်ပွဲများစွာအရေးနဲ့စစ်ရှုံးမှုကြောင့်စစ်သားတွေရဲ့စိတ်ဓာတ်ထိုးစင်းကျနေတာဟာလည်းအဓိကအချက်ဖြစ်သလိုနယ်မြေအမြောက်များလက်လွတ်ဆုံးရှုံးခဲ့တာကြောင့်တပ်မိုးတွေရဲ့စိတ်ပြတ်မှုကလည်းအရေးကြီးတဲ့တက်တွင်းစိန်ခေါ်မှုဖြစ်နေပါတယ်။မရောက်လိုက်ကကုတ်တက်ကိုနိုင်အောင်အုပ်ချုပ်ဖို့ထက်စိတ်ဓာတ်ကြစစ်ပန်းနေတဲ့တက်ကိုထွက်ပေါက်ပေးဖို့ အရေးတကြီးအပူတပြင်အဖြစ်ရှာခြင်းနေပုံရပါတယ်။ဒါကြောင့်အတွင်းကလာတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ကြော်လွားဖို့ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဖို့စဉ်းစားနေရတာဖြစ်ပါတယ်။တပ်ပြင်ကလာတဲ့ဖိအားသို့မဟုတ်စိန်ခေါ်ချက်တွေကအမျိုးအစားပို့စုံလင်းတယ်လို့အတိုင်းတာလဲပို့ကြီးမှပါတယ်။နိုင်ငံတကာဖိအားပြည်တွင်းဖိအားစုံလင်စွာတည်ရှိနေတဲ့အတွက် မရောက်လိုက်အနေနဲ့လက်ရှိအနေအထားနဲ့ရှေ့ဆက်သွားရင် သူ့ရဲ့လုံပိုင်ခွင့်ပေါင်ကတဖြည်းဖြည်းကျင်းတထက်ကျင်းလာမှာကိုစိုးရိမ်နေရတယ်လို့ပြောရမှာပါ။ဒါကြောင့်ရွေးကောက်ပွဲကိုဆက်လုပ်ပြီးနိုင်ငံတကာထောက်ခံမှုကိုရှာဖို့နဲ့တရားဝင်မှု တိစောက်ပြပြီးအုံကြွတော်လှန်သူတွေကို ခြေမုံဖို့အချက်လက်ရှာဖွေနေတာဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်ဖို့အလင်းလုံနေတဲ့စေအုပ်စုနောက်ကိုတန်ရောင်လိုက်ပြီး ထပ်ဆင့်ထောက်ခံပြောဆိုလာကြသူတွေကတော့အချောင်သမားအုပ်စုဖြစ်တဲ့ပြည်သူ့ပါတီဥက္ကဋ္ဌကိုကိုကြီးပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်နဲ့ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဆိုင်းအိုက်ပေါင်းတို့လိုအကျင့်ပြတ်နေတဲ့နိုင်ငံရေးသမားတွေပဲဖြစ်ပါတယ်။သူတို့ရဲ့စိုးရင်ချက်တွေကိုသူတို့ရဲ့အင်တာဗျူးတွေနားထောင်ကြည့်တဲ့အခါအရှင်းသာသိနိုင်ပါတယ်။ကိုကိုကြီးကမာရှယ်လွန်နဲ့ဆက်သွားမယ်အစားရွေးကောက်ပွဲတစ်ခုလိုအပ်နေကြောင်းပြောခဲ့ပါတယ်။ သူရဲ့စစ်လော်ဘီဆန်ဆန်ပြောကြားချက်တွေထဲမှာလက်ရှိတိုင်းပြည်ရဲ့အကြက်တဲကိုဖြည့်ရှင်းရမှာစစ်တပ်ကိုခြံထားခဲ့လို့မရလို့စစ်တပ်နဲ့အတူလက်တွဲသွားမယ်လို့ပါပါတယ်။ဒီယူဆဟာအတော်လေးကိုဖောက်ပြန်တဲ့အယူဆတရပါ။တသက်ခိုင်အနေနဲ့တော်လှန်ရေးသမားတွေကိုကြောက်လန့်ပြီးသူ့ပါတီရဲ့ပါတီကိုယ်စားလှယ်လောင်းအမည်စင်းကိုရှုတ်ဝတ်ထားမယ်လို့ပြောကြလာပါတယ်။ဆိုင်းအိုက်ပေါင်းကတော့လူတယောက်ပဲမဲလာပြီးလဲရွေးကောက်ပွဲဖြစ်မြောက်တယ်လို့ ငါစကားနွားရပြောနေပေမဲ့မဲပေးမဲ့လူမရှိမှာကိုစိုးရင်လို့လာပေးကြဖို့အကြိမ်ကြိမ်တိုက်တွန်းနေပါတယ်။စေကောင်းဆောင်မင်းအောင်လိုင်းကိုတိုင်လဲလွတ်တော်ကိုစလဲရဲ့၃ပုံတပုံ33ရာခိုင်နှုန်းလွတ်တော်တက်နိုင်ရင်အထမြောက်တယ်အစိုးရဖွဲ့လို့ရတယ်လို့ပြောလာပါတယ်။ပြည်သူစံတာမပါပဲစစ်တပ်ကတဖက်သက်ရေးထားတဲ့2008ခြေဥအောက်မှာတော့သူပြောတာဟုတ်ကောင်းဟုတ်မှာပေါ့။ဒါပေမဲ့ လူတို့ရဲ့ဒေါသမှန်ကိုသူတို့ short တွက်လုံးနေတာလို့ပဲပြောချင်ပါတယ်။မင်းအောင်လိုင်းတို့လုံချောင်ရေးရဘဲတိုင်းတာအထိကာကွယ်ပေးနိုင်ပါလေ။ဒုတက်ချုပ်စိုးဝင်းတော် drone နဲ့တိုက်ခိုက်ခံရတဲ့အခြေအနေမှာလက်တော်ကိုယ်စလဲဆိုသူတွေအချိန်မရွေးသုံးပုံတစ်ပုံထက်ရော်နေသွားနိုင်ခြင်းရှိပါတယ်။ဒါဟာဖြစ်တတ်တဲ့သဘောနဲ့ဖြစ်တန်ရာချီကိုပြတ်ချက်ပြီးပြောတာဖြစ်ပါတယ်။ပြန်ချုံငုံသုံးတက်ရရင် မရောက်နိုင်တဲ့သူ့နောက်လိုက်အချောင်သမားတွေရွေးကောက်ပွဲမလုပ်ရမှာကို အသေးအတန်ကြောက်ရွံ့စိုးရိမ်နေပုံရပါတယ်။လက်နက်အားကိုနဲ့ပြည်သူကိုဖိနှိပ်ထားတဲ့ဂျားတွေကပြည်သူရဲ့တော်လှန်ရေးစိတ်ဓာတ်ကို သူတို့တွေအကြောက်ကြီးကြောက်နေကြပါတယ်။ရွေးကောက်ပွဲကျင်းပရင်ဘာတွေဖြစ်လာမှာလဲ။ရွေးကောက်ပွဲသာတကယ်လုပ်ဖြစ်ခဲ့ရင်ဘာတွေဖြစ်လာမှာလဲဆိုတဲ့မေးခွန်းကိုမဖြေရင်အရင်ဆုံးတော်လှန်ရေးအင်အားစုတွေဘက်ကသဘောထားကို တင်ပြကြပါမယ်။ 2023ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကဆရာနာသိန်းနှစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ကျင်းပတဲ့အထုရောင်ရွေးကောက်ပွဲစတင်ခြင်းရေးခန်းနာကိုကျင်းပရင်တက္ကသိုလ်ထဲမှာအာနာရှင်စတင်ခြင်းသောမိတ်ဆွေများအဖွဲ့ကပြုလုပ်ခဲ့ပါတယ်။အထုရောင်ရွေးကောက်ပွဲစတင်ခြင်းတိုက်ဖျက်ရေးကော်မတီ ASECC အနေနဲ့လည်းစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့တိုက်ဖြတ်နေခဲ့တာကြားပါပြီ ဆွေးနွေးပွဲသတင်းစာရှင်းလင်းပွဲကြေညာချက်တန်ချက်ဆောင်းပါမှတ်တမ်းရုပ်ရှင်ဒီလိုမျိုးမျိုးစုံနဲ့တော်လှန်နေပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမေကန်ကောင်စီ NUCC အဖွဲ့ဝင်တွေ စုပေါင်းပြီးလဲအတို့ရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့သဘောထားတွေပြသထားပြီးဖြစ်ပါတယ်ကျွန်တော်တို့သိရသလောက်လက်နက်ကိုင်အင်အားစုတွေနဲ့လက်နက်မဲ့တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့သဘောထားဟာ ဒီအတုယောင်ရွေးကောက်ပွဲကိုတင်းပြည့်ကြက်ပြည့်စန့်ကျင်ရေးပဲဖြစ်ပါတယ်။အတုယောင်ရွေးကောက်ပွဲကိုသပိတ်မောက်ပက်ဒရယ်လန်းကိုရဲရဲရှောင်းဆိုတာအဆိုပိုင်အင်အားစုတွေရဲ့ပြတ်သားတဲ့ကြွေးကြော်တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ပါဝင်ပါတီကြီးတွေလည်းရွေးကောက်ပွဲအတွက်မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် ဒီရေကောက်ကွဲကိုသပိတ်မှောက်ထားတယ်လို့ယူဆရမှာဖြစ်ပါတယ်။တလရင်အင်အားစု နိုင်ငံရေးအင်အားစုအသီးသီးကလက်သက်မခံတဲ့ရေကောက်ပွဲအတုကိုလှုပ်ဖို့အတင်းကြိုးစားခဲ့ရင်မဲအောင်လိုင်းအစိုးရပြန်ရမှာကပြင်းထန်တဲ့စန့်ကျင် တုံ့ပြန်မှုပဲဖြစ်ပါလိမ့်မယ်။တချို့နေရာတွေမှာဆိုရင်သွေးထက်တန်ယူတိုက်ပွဲတွေဖြစ်တဲ့အဆင့်ကို ရောက်ရှိလာလိမ့်မယ်လို့နိုင်ငံရေးခေါင်းဆောင်တချို့ကသုံးသပ်နေကြပါတယ်။ပြစ်လာနိုင်ခြေရှိတာ မြေကောက်ပွဲကျင်းပတဲ့မြို့နယ်တွေမှာလူမှုအုံကြွားမှုတွေသို့မဟုတ်ခြုံကိုတိုက်ခိုက်မှုတွေရှိလာနိုင်ပြီးမမျော်လင့်နိုင်တဲ့ဘုံခွဲတိုက်ခိုက်မှုနဲ့မထင်မှတ်ထားတဲ့ပဋိပက္ခတွေထပ်ဖြစ်လာပါလိမ့်မယ်။ငကိုရှင်ရင်းစွဲပဋိပက္ခအဟောင်းကိုမရှင်းနိုင်သေးခင်မှာပဲနောက်ထပ်ဖြစ်လာမဲ့ပဋိပက္ခအသစ်တွေကိုထပ်မံကြုံတွေ့လာရနိုင်ပါတယ်။တော်လန်ရေးတိုက်ပွဲဟာလည်းပိုကျယ်ပြန့်လာပြီး အခုတိုက်နေတဲ့စည်ရေးခွင်ဟာလည်းနောက်ထပ်နှစ်ဆသုံးဆပုံမူပြန်ကားလာနိုင်ပါတယ်။စန့်ကျင်ဘက်အနေနဲ့စစ်ကောင်စီလှုပ်ဖို့ရည်ရထားတဲ့မဲဆန္ဒနယ်တွေတော်တော်များများကိုကလေးအင်အားစုတွေကတိမ့်ပိုက်မှာဖြစ်လို့သူတို့အတွက်မဲဆန္ဒနယ်အလွန်မင်းကျင်းမြောင်းသွားနိုင်ပါတယ်။လူတို့မထောက်ခံတဲ့အတူရောင်ရွေးကောက်ပွဲကိုစစ်အုပ်စုကလှုပ်ဖို့အတင်းပြနေတာ သူ့ရဲ့ကြောတော့နောက်ခံဖြစ်တဲ့တရုတ်နဲ့ရုရှားရဲ့အကူအညီတွေနဲ့အများဆုံးသက်ဆိုင်ပါတယ်။၂020ရွေးကောက်ပွဲကိုမေယာလတ်မတမာမှုလို့အတင်းအဓမ္မတစိုက်ကပ်ပြီးအာဏာသိမ်းဖို့အကြောင်းပြချက် ရှာခဲ့တဲ့စေအုပ်စုဟာအခုမှဒီမိုကရေစီနှီးကျရွေးကောက်တဲ့အရသာအစိုးရပဲအုပ်ချုပ်သင့်တယ်လို့ပြောလာတာဟာအတော်လေးအရှက်မဲ့တဲ့လုပ်ရပဲဖြစ်ပါတယ်။ဆရာနာရှင်တွေအလို့ကြအတူရောင်ရွေးကောက်ပွဲကိုပြည်သူကရှင်းရှင်းလင်းလင်းစန့်ကျင်နေပါလျက်နဲ့ တရုတ်ရုရှားအနေနဲ့နေပြည်တော်ကိုကြားကန်ပေးမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးဆိုတာဘယ်တော့မှရရှိမှာမဟုတ်ဘူးပြည်တွင်းစစ်လည်းဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးမင်းအောင်လိုင်းရွေးကောက်ပွဲ လုံနိုင်တဲ့နိုင်ငံဧရိယာအကျယ်ဝန်းကတော့အတော်လေးသေးငယ်ကျုံလီနေပါပြီကချင်ကရင်နီတရင်ချင်းရခိုင်ရှမ်းမြောက်တို့မှာလုံးဝနေပါရွေးကောက်ပွဲလုံလို့မရတော့ပါဘူး ခိုင်းမကွေမန္တလေးနဲ့တချို့နေရာတွေမှာလည်းရွက်ောက်ပွဲလုပ်ဖို့ကမဖြစ်လာနိုင်တော့ပါဘူးဒီလိုအခက်အခဲကိုရင်ဆိုင်နေရတဲ့မင်းအောင်လိုင်အုပ်စုဟာဆက်ရှုံးလို့လက်လွတ်လိုက်ရတဲ့နယ်မြေတွေပြန်ရအောင်တရုတ်အစိုးရကိုအကူအညီတောင်းပြီးဟာမပြတ်ရွက်ောက်ပွဲလုပ်လို့ရအောင်ကြိုးပမ်းနေတာကိုတွေ့ရပါတယ်လာကျော့ကိစ္စကိုဥပမာကြည့်ရင်သိတာပါတယ်မယောင်လိုင်းအာနာတိမ်မြဲဖို့အတွက်တရုတ်ဆူရကကိုကန့်တက်ဖွဲ့ကိုဖိအားပေးအကြက်ကင်ပြီး လားရှိုးကိုပြန်ပေးစေတာဟာအစိပ်ပင်ရေလောင်းဆိုတလို့မှားရွဲ့နဲ့လောက်ရက်လဲဖြစ်တလို့မှားရွဲ့နဲ့ဆုံးဖြတ်ချက်လဲဖြစ်ပါတယ်။တေတုတ်ရောင်ရွေးကောက်ပွဲကိုဘလို့တားရမလဲလို့မေးရင်ကျွန်တော်တို့မှအဖြေရှိပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုအနေနဲ့လောက်ရမယ့်လှုံ့ဆော်ချက်တွေကိုအနှဲငယ်အဆိုပြုခြင်းပါတယ်။ပထမစီရေးလှုပ်ရှားမှုလရှိသိမ့်ပိုက်ထားတဲ့နေမြေတွေမှာသူတို့အနေနဲ့ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းတွေ့ရတဲ့အတွက်ကျွန်တော်တို့ဘက်က ဒီတပ်ပေါ်တဲ့နယ်မြေတွေကိုဆက်ပြီးတိုက်ခိုက်သိမ်းပိုက်ထားဖို့လိုပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံနယ်မြေတွေမှာမြေကောက်ပွဲမလုပ်နိုင်အောင်ကြိုးပမ်းရပါလိမ့်မယ်။ဒီအပိုင်းကတော့ခက်ခဲပါတယ်။သို့သောစနစ်တကျစုစည်းထားတဲ့ပြည်သူအင်အားစုတွေရှိရင်လှုပ်လို့ရပါတယ်။ကွဲကောက်တဲ့လမ်းကိုဖြောင်းအောင်လှုပ်ဖို့မလွယ်ဘူးဆိုပေမဲ့မဟာဗျူဟာအရမြေကောက်ပွဲတပိတ်မောင်ရေးကိုလှုပ်ဆောင်ရပါမယ်။ တို့တို့တိတ်တိတ်မှောင်လို့တော့မရပါဘူးကြက်ကြက်လောင်လောင်အတန်ထွက်အောင်လုပ်ဖို့တော့လိုအပ်ပါတယ်လူကောက်ပွဲဝင်ပြိုင်မဲ့အချောင်သမားပါတီတွေကိုအရင်ဆုံးစန့်ကျင်ပြီးလူမှုသဘောထားကိုတသားတည်းဖြစ်အောင်ကြားသာရပါမယ်နောက်တစ်ရက်တစ်ချက်ကတော့တန်တမာရေးကိစ္စဖြစ်ပါတယ်စစ်တပ်ကိုထောက်ခံနေစေနိုင်ငံတွေစီဆက်သွယ်ပြီးအာမပေးအောင်စစ်တပ်ရဲ့အမားတွေ ဖြစ်ရာဇဝဲမှုတွေလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေ ရှိကြောင်းတေချာရှင်းပြရပါမယ်။သူတို့ကိုထောက်ခံမှုပြန်ရုပ်သိမ်းအောင်တေချာချင်းကပ်ပြီးကြိုးပမ်းရပါမယ်။သူတို့ကိုမထောက်ခံတဲ့နိုင်ငံတွေတိုးပွားလာအောင်လည်းလုပ်ရမယ်အပြင်နိုင်ငံတကာအဖွဲ့အစည်းတွေကိုချင်းကပ်ပြီးလည်းအတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့လော်ဘီလုပ်ရပါမယ်။နောက်နံပါတ်၄ကတော့အရန်အစီအစဉ်များထားရှိခြင်းပါ။ စစ်ကောင်စီမလွမ်းချုံနိုင်တဲ့ဒေသတွေရဲ့ပြည်သူအုပ်ချုပ်ရေးခိုင်မာအောင်လှုပ်ဆောင်ခြင်းကိုအသေးစိတ်ကနေစလုပ်ရပါမယ်။ဂျာကာလာပြည်သူအုပ်ချုပ်ရေးစီမံတွေကိုစနစ်တကျဖော်ဆောင်ရပါမယ်။ဒီလိုဖော်ဆောင်တဲ့နေရာမှာတအူးနဲ့တူအချင်းမပွားပဲမိကြီးညွညွလောက်ဆောင်ဖို့လေအရေးကြီးတယ်လို့ပြည်သူလူထုရဲ့လုံခြုံရေးနဲ့ဘေးကင်းရေးကိုဦးစားပေးပုံဖော်ရမယ်လို့အကြံပြုလိုပါတယ် စေအုပ်စုရွေးကောက်ပွဲကိုအနစ်ချုပ်ကြည့်ရင်ဒါဟာအာဏာငန်းဖမ်းပြီးယူသွနေတဲ့လူတစုရဲ့အကြောက်ကံသွေးယူသွေးတန်းလောက်ရကြောင်းပေါ်ထွက်လာတဲ့နိုင်ငံရေးကောက်ကြည့်ရုံမာမှုတည်းရပါ အလုံးမတူပဲပြည်သူကိုနိုင်ငံရေးမရင်းကျင့်ဖို့ကြိုးစားနေကြတာပါရဲဘော်ကေဆဝင်စကားနဲ့ပြောရရင်တော့ဒီရွေးကောက်ပွဲဟာသူယူတို့စိုက်ကင်းတွေကပို့ထိုးလောက်ကైတတိတလုံးသာဖြစ်ပါတယ် ကျွန်တော်တို့တုံးသက်ကြည့်တဲ့အခါစစ်ကောင်စီဘက်ကရွေးကောက်ပွဲလုပ်ဖို့အကြက်တဲနဲ့စိန်ခေါ်မှုတွေအများကြီးရှိတယ်ဆိုတာတွေ့ရပါတယ်။စွန့်စားမှုယူပြီးဒီအာဏာကိုဆက်သိမ်းထားရင်သူတို့အတွက်ဆိုးကျိုးတွေရှိတယ်လို့စွန့်စားမှုယူပြီးရွေးကောက်ပွဲကိုလုပ်ရင်လေနှကောင်းကြပွေတွေ့ဖို့အလားအလာတွေ ရှိနေပြန်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အတူရောင်ရွေးကောက်ပွဲမတိုင်ခင်ကတည်းကတေချစုစည်းပြီ စည်ရင်းနိုင်ငံရေးတန်တမာရေးဟန်ချက်ညီတဲ့လုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖို့ပြင်ဆင်ရပါတော့မယ်။အထူးသဖြင့်လုံခဲ့တဲ့၄နှစ်လုံးလုံးဖြည်းဖြည်းအေးအေးနှစ်နှစ်ကိုယ်ကိုယ်လုံနေခဲ့တဲ့ NUG ကိုမယောင်ယောင်စီမလူပဲတတော်ကြွကြွလှုပ်လှုပ်ရှားရှားလှုပ်တော်လို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ယခုညဝေတင်ဆက်ပေးသွားခဲ့တဲ့ဆောင်းပါးကိုရေးသားသူကတော့ခုချော်ကိုကိုဖြစ်ပါတယ်ရှင်ဒီဆောင်းပါးကတော့ Federal Channel မြန်မာမှာပါရှိတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ပါတယ်အရေးတော်ပုံမုတ်ချအောင်ရမည်